နိုင်ငံခြားသားဧည့်သည်တွေအတက်ခီးသွားလာခွင့်နယ်မြေကန့်သက်ထားတာကခီးသွားလုပ်ငန်းကိုကြာဆင်းစေတယ်လို့ဆိုပါတယ်ဒီသတင်းကိုတော့သူစာလင်းကဖိပုထားပါတယ်ရှင်မြန်မာနိုင်ငံရဲ့ပြည်နယ်နဲ့တိုင်းဒေသချို့နဲ့နယ်စပ်ဒေသချို့ကိုလုံခြုံရေးအကန့်သက်နေမယ်ဖြစ်ခီးသွားလာခွင့်မပေးတာကခီးသွားတွေအတွက်ခက်ခဲရှိတယ်လို့ခွင့်ပြုပြီးသားနယ်မြေတွေပါကန့်သက်လိုက်တာကြောင့်လဲခီးသွားလုပ်ငန်းကိုကြာဆင်းစေတယ်လို့မြန်မာနိုင်ငံခီးသွားလုပ်ငန်းရှင်များတင်းကပြောပါတယ်ဟုတ် security ဘိုင်းနဲ့ဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ရုတ်တရက်ကြီးဖြစ်သွားတဲ့အတွက်တော်တော်လေးတော့ဒုက္ခရောက်သွားကြတာပေါ့နော်။ ဆိုပါစို့စောရင်းเนี่ยဟိုခွင့်ပြုပြီးသားတွေကိုဟိုတန်းနယ်မြပေးသွားလိုက်ရင်တော့တမျိုးပေါ့တချို့ဟိုခွင့်ပြုပြီးသားပါပိတ်လိုက်တော့ဧည့်သည်အရောက်လာပြီဒီရောက်မှပြန်စီစဉ်ရတာတော့ဘာလို့ကတော်တော်လေးဧည့်သည်တွေလည်းစိတ်နှောက်ယှက်ဖြစ်သွားတယ် 2016ခုနှစ်ဒီမှာမြန်မာနိုင်ငံအတွင်းဝင်ရောက်မဲ့ခီးသွားဧည့်သည်ဝင်ရောက်မှု900ခန်းလုံးသတ်မှတ်ထားပြီးမယ်လေ3တန်းကျော်ပဲဝင်ရောက်ခဲ့တာကြောင့်ယင်းနှစ်ထက်38ရာခန်းလုံးကျဆင်းခဲ့တာပါအစိုးရအနေနဲ့လုံခြုံရေးကန့်သက်လိုက်တဲ့နေမျိုးတွေဟာခီးသွားဧည့်သည်စိတ်ဝင်စားတဲ့နေရာဖြစ်တာကြောင့်လည်းအခက်အခဲတွေ့ခဲ့ရတယ်လို့ခီးသားဝန်ဆောင်မှုကုမ္ပဏီကပြောပါတယ် registration လုပ်ထားရဲဆိုကြတဲ့ရာဒါ government အနေနဲ့တခုခုဒါသူတို့အတွက် worry တခုခုရှိလို့လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အမားတို့အနေနဲ့ကတော့ဟိုအတင်းပြန်ဖွင့်ပါလို့ပါလို့တော့အဲ့လိုကြီးတော့မပြောချင်ပါဘူးဘောနိုင်ငံသားသားဆိုတော့ လေးလာခြင်းတဲ့နေရာလေးတွေတော့အများကြီးရှိတာပေါ့နော်အဲ့ဒါပေါ်မှာမူတည်ပြီးတော့တချို့က restrict လုပ်လိုက်ပြီဆိုတဲ့အခါကျတော့ခက်ခဲလေးတွေတော့နည်းနည်းတော့ရှိပါတယ်ခီးသွားတွေအများဆုံးစိတ်ဝင်စားတဲ့နေမြေတွေဖြစ်တဲ့ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ရှမ်းပြည်မြောက်ပိုင်း၊ရှမ်းပြည်ရှေ့ပိုင်း၊စကိုင်းတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီးစကိုင်းပြည်နယ်နေနဲ့ပဲခူးတိုင်းဒေသကြီးစတဲ့နေမြေတချို့ကိုတားမြစ်နေမြေအဖြစ်2016ခုနှစ်6လပိုင်းတည်းမှာတတ်မှတ်လိုက်ပြီးနောက်ပိုင်းမှာလည်းတိုးချက်တတ်မှတ်မှုတွေရှိခဲ့ပါတယ်ကျွန်မကသူစားလင်းပါ